အလုံးမင်္ဂလာပါဘူဖြစ်ပါတယ်ဘူဒီမှာသာစကားနဲ့ကျဆူပါတယ်အာဒီဒီမှာကျွန်တော်ပါလာပြီးတော့ရှေ့ပြီးလဲဆိုတော့ကျွန်တော်ပုံလေးနဲ့တကွာပေါ့နော်ကျွန်တော်ပုံလေးနဲ့တကွာလာပြီးတော့ခင်းစကားလေးတွေကိုခြေခံလေးတွေကိုလာပြီးတော့ရှေ့ပြီးมาဖြစ်ပါတယ်အဲ့ဒါကြတော့ဘိုင်နဲ့ဆိုင်လဲဆိုတော့ပိုင်ပေါ့နော်ပိုင်ဆိုတဲ့ပိုင်ဆိုတဲ့ထိုင်စကားလေးတွေပေါ့နော်အဲ့ဒါနဲ့ဆိုင်တဲ့စကားလေးဖြစ်ပါတယ်အဲ့ဒါပိုင်ဆိုတာตัวပေါ့နော်သူရဲ့အတိတ်ကတัวဆိုတဲ့အတိတ်ပဲရှိပါတယ် ဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဘယ်လိုနေသားတွေမှာပြောလို့ရလဲဆိုတာကျွန်တော်လာပြောပေါ့နော်အမ် share ပေးတော့မှာဖြစ်ပါတယ် okay အဲ့ဒါဆိုစမယ်နော်လွယ်လေးကနေစမယ်နော် okay ဒါကြတော့အာခဏလေးနော်ဒါကြတော့ပိုင်းနိုင်နော်မြန်မာစာမြန်မာစာအင်္ဂလိပ်စာရောမြန်မာစာရောရေးပြထားတယ်နော်အတန်ထွက်လေးတွေပါ တန်ထွက်လေးတွေကိုအင်္ဂလိပ်စာရေမြန်မာစာရေလိုပေးထားတယ်အဲပြီးတော့အတိတ်ပဲကိုကြောက်တော့အောက်ဆုံးမှာပေါ့နော်ဘယ်သွားမလဲပေါ့နော်ဘယ်သွားမလဲဆိုပြီးတော့ကိုကနေပြောမှာကွာတစ်ဖက်လူကိုကိုကနေဘယ်သွားမလဲဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ပိုင်းနိုင်ပိုင်းနိုင်ဆိုပြီးတော့ပြောလို့ရပါတယ်နော်ပိုင်းနိုင်ဆိုတော့ဘယ်သွားမလဲပေါ့နော်သူရဲ့အတိတ်ပဲကြောက်တော့ဘယ်သွားမလဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ပိုင်းနိုင်ဘောပေါ့မလို့ထင်ပါတယ်နော်โอเคအဲ့ဒါဆိုကျွန်တော်တို့လည်းပြန်သွားမယ် အာနောက်တစ်ခုကကြတော့အာအတူတူသွားမယ်ပြောချင်တာအတူတူသွားမယ်ဆိုပြီးတော့ပေါ့နော်သူအိဗယ်အတူတူသွားမယ်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်နော်โอเคအဲ့ဒါကြတော့ထိုင်းလူနဲ့ဘယ်လိုပြောလဲဆိုတော့ပိုင်ဒွိုင်ကန်ပိုင်ဒွိုင်ကန်ဆိုတာအတူတူသွားကြရအောင်အတူတူသွားမယ်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်နော်ပိုင်ဒွိုင်ကန်ပိုင်ဒွိုင်ကန်ဆိုတာအတူတူသွားမယ်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်โอเคစင်ဒီမလို့ထင်ပါတယ်နော်โอเคအဲ့ဒါဆိုနောက်တစ်ခုသွားမယ်အာနောက်တစ်ခုကကြတော့ဗာလဲ သွားလိုက်တော့ဆိုလိုတဲ့အတိတ်ဘယ်ကဘယ်လိုပြောမလဲပိုင်လေသွားနှင်းအဲ့လိုလည်းပြောလို့ရတယ်เนาะသွားနှင်းဆိုပြီးတော့လည်းပြောလို့ရတယ်သူတိဘယ်ကပိုင်လေသွားနှင်းတော့မဟုတ်သွားလိုက်တော့အဲ့လိုမျိုးပေါ့เนาะအတိတ်ဘယ်ကကြောင့်တော့ကိုသုံးနေနေနေထားပုံမှာမူတည်ပြီးတော့အတိတ်ဘယ်ကတရားမှုရှိရဲ့เนาะပိုင်လေပိုင်လေဆိုပြီးတော့ပြောမယ်ဆိုရင်သွားနှင်းပေါ့เนาะအာသွားလိုက်တော့သွားနှင်းအဲ့လိုမျိုးကြီးအဲ့လိုမျိုးနေထားဒီမှာတော့မှုရတယ်เนาะ သဘောပေါက်မယ်လို့ထင်ပါတယ်။ Okay နောက်တစ်ခုသွားမယ်။ Okay ဒါကြတော့သွားပြန်ပေါ့နော်။သွားပြီးပြန်။သွားပြီးပြန်ပေါ့နော်။အဲ့အဲ့ဒါဘယ်လိုပြောလဲ။ Buy ဆိုတာသွား၊ Club ဆိုတာပြန်။အဲ့ဒါတစ်ခုပေါင်းလိုက်တော့ Buy Club ။ Buy Club ။သွားပြီးတော့ပြန်ပေါ့နော်အဓိပ္ပာယ်။ Okay Buy Club ဆိုတာသွားပြီးတော့ပြန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဘယ်လိုပေါက်မယ်လို့ထင်ပါတယ်။နောက်ခုသွားမယ်။အာနောက်ခုကပါလေ။ရောက်တည် ရောက်တည်ဆိုတာဘယ်လိုပြောလဲရောက်သွားတာကိုပြောတာနော်ရောက်တည်ဆိုတဲ့အဓိပ္ပာယ်က python python ဆိုတာသွားတာပြောတာပေါ့နော် then ဆိုတာရောက်တာ python ဆိုရောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တာပေါ့နော်ရောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာရောက်တည်ဆိုလို့ကျွန်တော်ယူရတာရှိပါတယ်အဲ့ဒါကျွန်တော်ရောက်သွားတည်လို့သဘောယူလိုက်ပေါ့နော်ရောက်တည်ရောက်သွားတည်ပေါ့နော်ဒီအဓိပ္ပာယ်ကရောက်တည်ရောက်သွားတည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် python โอเคနောက်ခုသွားမယ်အဲနောက်ခုကပါလဲနောက်တစ်ခုကကြတော့အလုတ်သွားအလုတ်သွားသည်အလုတ်သွားသည်ဆိုတာကိုဘယ်လိုပြောမလဲအလုတ်သွားသည်ဆိုတာကို Python ငန်း Python ငန်းဆိုတာလုတ်သွားလုတ်တယ်တမဟုတ်လုတ်သွားသည်ပေါ့နော်ဒီအရေးပေးရကြတော့ Python ငန်းဆိုတာလုတ်သွားလုတ်သည်လုတ်သွားသည်အလုတ်သွားလုတ်သည်ဆိုတဲ့အရေးပေးဖြစ်ပါတယ်နော်ကျေလို့တော့ရတယ်ပြောချင်တာကွာ ဥမာကွာသူကလာမေးနေဖေးပဲသွားလဲပေါ့နော်အာနေဖေးပဲသွားလဲဆိုတော့ပေါ့နော်အာကိုဖေးကလုတ်သွားလုတ်တယ်ဆိုလို့ရှိရင်ကိုကပိုက်ထငန်းဆိုပြီးပြောလိုက်ရင်ပေါ့နော်ပိုက်ထငန်းဆိုတာလုတ်သွားပြီလုတ်သွားလုတ်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘောပေါက်မယ်လို့ထင်ပါနော်အိုကေနောက်တစ်ခုပါမယ်အာနောက်တစ်ခုပါလေအလေသွားတည်အလေသွားတည်အလေသွားအလေသွားတယ်ပေါ့နော်အဲ့လိုမျိုးနေထားနေမှာတုံ့ပြန်ရပါတယ်အဲ့ဒါပါလေဆိုတော့ပိုက်ထီရော ိုက်တီယိုဆိုတာအလဲသွားသည်အလဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ပိုက်အာပိုက်တီယိုဆိုတာလဲသွားသည်အလဲသွားတယ်ဆိုတဲ့အနေအထားမှာရှိပါတယ်သုံးလို့ရပါတယ်နော်တကယ်လို့လဲသွားနေတယ်ဆိုလို့ရှိရင်ပိုက်တီယိုနော်ဘယ်သွားမလို့လဲသူကမင်းနဲ့ပိုင်းနိုင်ပိုင်းနိုင်တစ်ဖက်လူကကိုယ့်ကိုဘယ်သွားမလို့လဲဆိုပြီးတော့မင်းလာမယ်ပိုင်းနိုင်ဆိုပြီးတော့ပေါ့နော်အဲ့ဒါဘောပြုတ်ပြတ်သွားမယ်ကိုယ်ကလဲသွားမယ်ဆိုပြီးတော့ပြောချင်းတယ်ဆိုလို့ရှိရင်အခုလိုမျိုးပြောလို့ရပါတယ်နော်ပိုက်တီယို ိုင်ကြီးအောင်ဆိုတာလည်းသွားတော့ပြောဖြစ်ပါတယ်ဒီပုံမှန်လို့ထင်ပါတယ်နောက်တစ်ခုသွားမယ်နောက်တစ်ခုပါတယ်သွားပြီးရင်ပြန်ပေါ်တော့ခုနပြောသွားတာပြန်ပေါ်လာသွားပြီးရင်ပြန်ပေါ်တော့အဲ့လိုမျိုးပြောမယ်အဲ့ဒါကျတော့ by club ပြန်တော့ကျတော့ကကြီးတန်ပါနော်ကရဲ့ line ဘောနော်ပုံမှန်တစ်ခါလေးကျွန်တော်စာလေးနဲ့ရေးပြထားရင်နော်အင်္ဂလိပ်စာရောမြန်မာစာရောထိုင်းတန်တို့ကိုရေးပြထားပါတယ်အောက်ဆုံးမှာကျတော့ကျွန်တော်တို့မြန်မာအတိတ်ပဲပေါ့နော် သွားပြန်ပေါ့နော်ပြောချင်တာသွားပြန်ဆိုလို့ပြောချင်တယ်ဆိုလို့ရှိပြီအာဘာလဲ pi club ပေါ့နော် pi club ဆိုတာသွားပြန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် okay နောက်တစ်ခုပါမယ်နောက်တစ်ခုကပါလဲဆိုတော့အာတောင်းသွားသည်တောင်းသွားသည်ကွာပြောချင်တာတောင်းသွားတယ်လို့ပြောချင်တယ်တောင်းသွားတယ်ပေါ့နော်ဒါလည်းတော့တောင်းသွားသည်စာထဲမှာတော့တောင်းသွားသည်ဆိုလို့ရေးထားတယ်အာပြောချင်တာတောင်းသွားတယ်ဆိုလို့ပြောချင်တယ်ကွာ အဲ့ဒါကြတော့ပြောမယ်တုံးသွားတယ်ဆိုတော့ pylonlian pylon pylonlian စာကြတော့တက်နိုင်ဆုံးကြည့်ပြထားပါတယ်နော်ကျွန်တော်တန်လေးကိုနားထောင်ပြီးတော့နော်လေးလာလေးလာခိုင်းခြင်းညကျောင်းသွားသည်ဆိုတာကြတော့ pylonlian pylonlian ဆိုတာကျောင်းသွားသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်သိချာလေးနားထောင်နော် pylonlian okay ရှင်းမယ်လို့ထင်ပါတယ်မရှင်းရင်လည်းတော့တော့ပြန်ပြီးတော့အကြည့်ပေါ့နော်တော့ပြန်ကြည့်ရပါတယ်ဟောကျွန်တော်စီမားဒီလိုမျိုးဗီဒီယိုဖိုင်လေးရှိသလိုကျွန်တော်ပေါ့နော်အားရင်အားသလိုလိုက်လွှင့်ပြီးတော့ရှင်းပြပေးတာရှိရှိပါတယ်နော်အာအဲ့ဒါလေးတွေလာရောက်ပြီးတော့လေ့လာလို့ရအောင်ကျွန်တော် channel လေးကို follow မလို့ရသည် follow လုပ်သွားပါလို့ပြောချင်ပါတယ်နော် okay ဒါကြတော့ပါလေဈေးသွားတယ်ဈေးကိုသွားတာဆိုလိုတဲ့အတိပဲဈေးသွားဒီပုံတော့ ဈေးသွားတယ်ဗျာယူယူယူတာမှပြောမှဆိုရင်ဈေးသွားတယ်ဆိုလို့ပြောချင်တယ်အဲ့ဒါကြတော့ဘူးပြောလဲပိုင်သွားတော့ဆိုတော့နော်တလဆိုတာ0ကိုခေါ်တာဖြစ်ပါလေပိုင်တလဆိုလို့ရှိရင်0ကိုသွားပြီး0ကိုသွားတယ်ပေါ့နော်ဒီရည်ဒီပြော0ကိုသွားတယ်ဆိုလို့ရှိရင်ပိုင်တလရှင်းပါ့နော်ရှင်းရှင်းပါတယ်နော်တန်နေပိုင်တလဆိုလို့ရှိရင်0ကိုသွားတယ်ဆိုလို့ပြောတာဖြစ်ပါရင်နော်โอเคနောက်တစ်ခုသွားမယ် အဲ့နောက်နောက်ခုကကြတော့စူပါမားကတ်သွားတာကိုပြောတော့စူပါမားကတ်ဆိုတော့ဗါကိုနိုင်ယူသွားတာပေါ့နော်ထားလိုက်စူပါမားကတ်သွားသည်တုံမဟုတ်ကုန်တဲ့ကိုသွားသည်ပေါ့နော်ကုန်တဲ့ကိုသွားသည်တုံမဟုတ်စူပါမားကတ်ကိုသွားသည်ဆိုတာကြတော့ပိုင်ဟန်းဟန်းဆိုတာကျွန်တော်တို့ကုန်တဲ့ကိုခေါ်တာဒီပိုင်းနော်ဟန်းစားပစင်ကာနော်အမေယူယူတမန်ပေါ့နော်ယူယူအတူကောင်းနေတုံမဆိုဟန်းဆိုပြီးတော့ပြောလို့ရတယ်နော်ပိုင်ဟန်းအဲ့လိုပြောလို့ရတယ် တကယ်လို့သူ့ကိုအပြည့်စုံဒိဗက်ပြည့်စုံပြောမယ်ဆိုလို့ရှိရင်ဟန်စပစင်ခာအဲ့လိုပေါ့နော်ဒါမဲ့ယူဒီခုကျွန်တော်ပြောပြလို့ပိုင်ဟန်ဆိုတာပြီးပါပြီဟန်ဆိုတာကျွန်တော်ပုံလိုက်လို့ခေါ်တာဖြစ်ပါတယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော်စူပါမားကတ်ကိုသွားတာလို့ပါစူပါမားကတ်ကိုသွားဒီပေါ့နော်ကျွန်တော်တို့ပုံတဲ့ကိုသွားဒီဆိုလို့ပြောချင်တယ်ဆိုလို့ရှိရင်ပိုင်ဟန်အဲ့လိုပြောလို့ရပါတယ်နော်โอเคชิมเมลุทีมมาเลยเนาะพูดต่อเลยอ๋อ ကြတော့ပါလေစေးုံသွားတယ်အဲ့ဒါသွားတာကြတော့ပိုင်ဆိုတာတည်ပြီးသွားပြီလေစေးုံကြတော့ဟောလေစေးုံကြတော့လုံပါနော်စာထဲမှာရေးထားတာကြတော့လုံဖယပါနှမျိုးစလုံးခေါ်လို့ရတယ်နော်ရေးရကျွန်တော်တို့ပြောဆိုရလွယ်အောင်ဆိုလို့ရှိရင်လုံပါဆိုပြီးတော့ပြောလို့ရပါတယ်လုံပါဆိုတာစေးုံခေါ်ပါတယ်အဲ့နောက်တစ်မျိုးကကြတော့လုံဖယပါ လုံဖရပါဆိုတာလည်းစိတ်ယုံပါမယ်เนาะတူတူပါပဲဒါမဲ့ကျွန်တော်စာအမှရည်ရတာပိုင်လုံဖရပါဖြစ်နေတဲ့အတွက်ကျွန်တော်လုံပန်းနဲ့မရှိပြောက်ဘူးเนาะပိုင်လုံဖရပါနဲ့ပဲကျွန်တော်ပြောသွားမယ်ဒါမဲ့ပြောလို့ရတယ်ပိုင်လုံပန်းဆိုပြီးတော့လည်းပြောလို့ရတယ်เนาะစိတ်ယုံသွားတာပိုင်လုံပန်းဆိုပြီးတော့ပြောလို့ရတယ်လို့ကျွန်တော်ပုံဖဲမှာပေါ့เนาะစာလေးနဲ့ရည်ပြီးသားတာလုံဖရပါပိုင်လုံဖရပါဆိုတော့စီးုံသွားအဲ့နှမျိုးစလုံးပြောလို့ရတယ်เนาะအဲ့တိထားမှာပါ နောက်ခုသွားမယ်ဒါကြတော့ဗာလဲဘုရားကျောင်းကိုသွားတည်ပေါ့နော်ကျွန်တော်ရေးပြထားတာဘုရားကျောင်းကိုသွားတည်ဆိုပြီးရေးပြထားတယ်အဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ကျတော့ဘယ်လိုပြောမလဲဘုန်းကြီးကျောင်းပေါ့နော်ဘုန်းကြီးကျောင်းပေါ့နော်ဒီမဲ့ခရစ်ယာန်တို့မွတ်စလင်တို့မှာလို့ဆိုလို့ရှိရင်သူတို့ရဲ့အဓိပ္ပာယ်ကကြတော့ဘုရားကျောင်းပေါ့နော်ဘုရားကျောင်းသွားတည်ပေါ့နော်အဲ့ဒါကြတော့ပိုင်ဝတ်ပိုင်ဝတ်ဆိုတော့ဘုရားကျောင်းသွားတယ် မခရစ်ယာန်ကျောင်းတွေကကြတော့ဘောဆိုပြီးတော့တုံးတယ်နော်ဘိုင်ဘောဘောဆိုတာဘုရားကျောင်းနော်ဒါပေမဲ့ကျွန်တော်စာထဲမှာရေးထားတာကကျွန်တော် what ဆိုပြီးတော့တုံးထားတဲ့အတွက်ကျွန်တော်တို့အာဘိုင် what ဆိုပြီးတော့ပဲကျွန်တော်ရှင်းပြသွားမယ်နော်အာဘိုင် what ဆိုတော့ဘုန်းကြီးကျောင်းကိုတွားတာဖြစ်ပါတယ်ဘုရားကျောင်းပေါ့နော်အာဒီပြည့်ဘာသာတွေဆိုလို့ရှိရင်ဘုရားကျောင်းဘုန်းကြီးဘုရားကျောင်းပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအကြတော့အာဘုန်းကြီးကျောင်းပေါ့နော်ဘောပေါ့မလို့ထင်ပါတယ် နောက်ခုပါမယ်အာဒါကြတော့ဗာလဲဆိုအိမ်အိမ်အိမ်သွားတည်ပေါ့နော်ကောက်ဘိုင်ဘန်အိမ်ကိုသွားတာပြောချင်တာအိမ်ကိုသွားတာအိမ်ကိုသွားတာကိုကြတော့ဘိုင်ဘန်ဘောပုံမလို့ထင်ပါနော်ဘိုင်ဘန်ဆိုတာအိမ်ကိုသွားတာအိမ်ကိုသွားတာကိုပြောချင်တယ်ဆိုလို့ရှိရင်ဘိုင်ဘန်ဘိုင်ဆိုတော့သွားတာဘန်ဆိုတာအိမ်ကိုပြောတာနော်ဘိုင်ဘန်ဆိုလို့ရှိရင်အိမ်ကိုသွားတာအဲ့လိုမျိုးပြောလို့ရပါတယ်နောက်ခုပါမယ် အာနောက်ကောပါလဲဆိုတော့ပင်လယ်ကိုသွားတည်ပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ပင်လယ်ကိုသွားတည်အာအဲ့ဒါဘယ်လိုပြောမလဲပင်လယ်ကိုကြတော့ထလေထလေဆိုတာပင်လယ်ကိုခေါ်တာဖြစ်ပါတယ်နော်တမုတ်တရားတမုတ်တရားတမုတ်တရားတမျိုးပင်လယ်ရတမျိုးခေါ်တယ်နော်ဒီမှာမှာတော့မှတမုတ်တရားရဲ့ပင်လယ်ရဲ့ချောင်းရဲ့အာ AI ရဲ့အဲ့လိုရှိပြီကဒီမှာလေးရှိရယ်နော်โอเคပင်လယ်ကိုကြတော့ကျွန်တော်မြန်မာစာလေးနဲ့ရေးပြထားတာရှိပါတယ်နော် ထလေဆိုတာပင်လေကိုခေါ်တာဖြစ်ပါတယ်ဗောနော်ရှီမာပိုင်ဆိုတာသွားတာကိုပြောတာပိုင်ထလေဆိုလို့ရှိရင်ပင်လေစီသွားတာပင်လေကိုသွားတာဗောနော်ပင်လေကိုပင်လေသွားတည်ဗောနော်အဓိပ္ပာယ်မြန်မာလူနဲ့အဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်ပင်လေသွားတည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ပိုင်ထလေโอเคနောက်တစ်ခုပါဟုတ်မယ်ဟိုတောင်တန်းစီကိုသွားတည်ဗောနော်ဒီတစ်ခုကကြတော့တောင်တန်းစီကိုသွားတည်အာတောင်တန်းတွေကိုကြတော့ဖုခါဩ ဖူးခေါင်ဆိုတာတောင်တန်းတွေကိုခေါ်တာဖြစ်ပါတယ်။ Okay ဒီမှာကြတော့ pi ဆိုတာပေါင်းထားတယ်။ရှေ့မှာ pi ဆိုတာပေါင်းထားတယ်။ pi ဖူးခေါင်ဆိုလို့ရှိရင်တောင်တန်းစီကိုတွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်။ pi ဖူးခေါင်ဆိုတာတောင်တန်းတွေစီကိုတွားတယ်ဆိုပြီးတော့အဓိပ္ပာယ်ရှိပါတယ်။အပေါ်ပေါ်မလို့ထင်ပါတယ်နော်။ Okay နောက်တစ်ခုတွားမယ်။ Okay ဒါကြတော့နိုင်ငံเจ้าကိုတွားတာနိုင်ငံเจ้าကိုတွားတာအောင်ဆိုလို့ဖြစ်ပါတယ်နော်။ အဲ့ဒါကြတော့ Python ประเทศ ตามประเทศ solution ตามประเทศ solution ဒီပြည်နိုင်ငံကိုပေါ့ကျွန်တော်တို့ခုနေနေတဲ့ထိုင်းနိုင်ငံမဟုတ်တဲ့ပေါ့နော်ဒီပြည်နိုင်ငံကိုကြတော့ตามประเทศဆိုလို့ခေါ်တာဖြစ်ပါတယ်နိုင်ငံเจ้าပေါ့နော်မြန်မာလူလည်းဆိုလို့ရှိရင် Pi ဆိုတော့တွားတာตามประเทศဆိုတာနိုင်ငံเจ้า Pi ตามประเทศဆိုလို့ရှိရင်နိုင်ငံเจ้าကိုတွားတာဆိုပြီးတော့အိပဲရှိပါတယ်เนาะလိုက်ပြောပြီးတော့နားထောင်ပြီးတော့စာလေးတွေဖတ်ပြီးတော့ပေါ့နော်ကျွန်တော်စာလေးနဲ့အာ ထိုင်းအတန်ထွက်ကိုအပေါ်ဆုံးမှာထိုင်းစာဒုတိယမှာကျတော့အင်္ဂလိပ်စာအင်္ဂလိပ်စာနဲ့ထိုင်းတန်ထွက်ကိုရည်ပြလာတာဖြစ်ပါတယ်အတတိယမှာကျတော့မြန်မာစာနဲ့ထိုင်းတန်ထွက်ကိုအတန်းနိုင်ဆုံးကျူးစာပြီးတော့ရည်ပြထားပါတယ်နံပါတ်4မှာကျတော့ကျွန်တော်တို့မြန်မာမြန်မာစာမြန်မာအိဗယ်ပေါ့နော်မြန်မာမြန်မာမြန်မာအိဗယ်ကိုကျွန်တော်ရည်ပြထားဖြစ်ပါတယ်ငယ်ရလို့ကြည့်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်အပန်လေးပေါင်းထည့်ထားတာ ထိုင်းရဲ့အတန်ထွက်လေးတွေကိုကျွန်တော်တို့စာနဲ့ယူမယ်ဆိုရင်တမခေးကြီးပါတယ်နော်အာ90ရာခိုင်နှုန်း60ရာခိုင်နှုန်းလို့ပဲယူလို့ရတယ်အာအတက်နိုင်ဆုံးအကြောင်းလဲကျွန်တော်အတန်လေးကို9000ပြီးတော့လေးလာခိုင်းရှင်းပါတယ်နော်ဒီစာလေးတွေလည်းကြည့်ပေါ့နော်အစီအစဉ်ဆုံးတော့ယူပြထားပါလေโอเคไปตามประเทศสุดที่နိုင်ငံเจ้าကိုသွားတာဆိုသွားတော့စုလို့လာဖြစ်ပါတယ်ရှင်းမလို့ထင်ပါတယ်နောက်တစ်ခုသွားမယ်ဟာနောက်တစ်ခုကပါလဲနေစစ်ကိုသွားတာ လေဈေးကိုပြောမစို့ကွာလေရင်ဝင်းကိုပြောတာပေါ့နော်လေဈေးကိုသွားသည်လေရင်ဝင်းကိုသွားသည်ကွာအဲ့လိုဒီပဲပြောမစို့ရှင်ပိုင်ဆိုတာသွားတာဆက်နာဘင်းဆိုလို့ရှင်လေရင်ဝင်းကိုပြောတာဖြစ်ပါတယ်ပိုင်ဆက်နာဘင်းဆိုလို့ရှင်လေရင်ဝင်းကိုသွားတယ်ဆိုလို့ဒီပဲရှိပါတယ်ပိုင်ဆက်နာဘင်းလေရင်ဝင်းကိုသွားသည်ပေါ့နော်အဲ့ဒီပဲအကြောင်းလေရင်ဝင်းကိုသွားတယ်ပေါ့ဗျာဘူးဘူးပြောမစို့ကျွန်တော်တို့ you ကိုချင်းချင်းစကားပြောလို့ရှိရင်လင်းဝင်သွားတဲ့အဲ့လိုမျိုးတွေပဲရှိပါတယ်ပိုက်ဆက်တာဘင်းဆိုတာ โอเคသဘောပေါက်မယ်လို့ထင်ပါတယ်နော်နောက်ပြသွားမယ်အာကြာတော့ဘယ်သွားမလို့လဲဒီတစ်ခုကကြာတော့ဘယ်သွားမလဲဘယ်သွားမလို့လဲပေါ့နော်ဘယ်သွားမလို့လဲဘယ်သွားမလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာအဲ့ဒါကြာဘယ်လိုပြောလဲဆိုတော့ဂျပပိုင်းနိုင်ဂျပပိုင်းနိုင်ကျွန်တော်တို့ UAE ပြောလို့ဆိုဂျပပိုင်းနိုင်ဘယ်သွားမလို့လဲဂျပပိုင်းနိုင်ဆိုတော့ဘယ်သွားမလို့လဲပေါ့နော်ဒီအဓိပ္ပာယ်ဂျပပိုင်းနိုင်ဆိုတာဘယ်သွားမလို့လဲဖြစ်ပါတယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော် ။ Okay နောက်ခုသွားမယ်။အာဒါကြတော့ဘယ်လိုသွားလဲဘယ်လိုသွားဘယ်လိုသွားလဲတုံးဟုတ်ဘယ်လိုသွားမလဲပေါ့နော်။ဘယ်လိုသွားလဲတုံးဟုတ်ဘယ်လိုသွားမလဲ။အဲ့လိုအဲ့လိုဒီပဲရှိပါလေအဲ့ဒါကိုကြတော့ကျွန်တော်တို့ထိုင်းပြည်အသက်ထွက်ကကြတော့ပိုင်ရန်ငိုင်းပိုင်ရန်ငိုင်းဘယ်လိုသွားမလဲ။ဘီလိုသွားလဲဘီလိုသွားမှာလဲအဲ့လိုဒီပဲဖြစ်ပါလေဘိုင်ယန်ငိုင်းဆိုတာ ဘယ်လိုသွားမလဲတော့မဟုတ်ဘယ်လိုသွားလဲเนาะအဲဆန်နဲ့တခါရေးပြီးလိုက်เนาะချင်းမလို့ထင်ပါတယ်အာခေးနောက်ခုသွားမယ်အာဒါကြတော့ဘယ်တော့သွားမလဲဘယ်တော့သွားမလဲဆိုပြီးတော့เนาะအတိတ်ပဲရှိပါတယ်အဲဒါကြောင့်ဘယ်လိုပြောလဲဆိုတော့ by mirai by mirai ဆိုလို့ရှိရင်ဘယ်တော့သွားမလဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဘယ်တော့သွားမှလဲ by mirai အဲ့လိုသွားမှာလေပေါ့နော်အဲ့လိုသွားမှာလေပေါ့နော်အဲ့လိုမျိုးဒီပဲပါလေဘိုင်မရိုင်းရှင်းမယ်နော်ကျောင်းတန်လေးကြားတာရှင်းအောင်ပြောအဲ့လိုပဲလိုက်ပြောပြီးနော်နောက်ထောင်ပြီးတော့ Google နိုင်နဲ့လိုက်ပြောပြီးပါနော်โอเคလက်ခုပါအာဒါကြတော့ဘသူနဲ့သွားလဲဘသူနဲ့သွားမလဲပေါ့နော်ဘသူနဲ့သွားလဲတုံးမဟုတ်ဘသူနဲ့သွားမလဲဆိုတဲ့ဒီပဲဖြစ်ပါလေအာအဲ့ဒါကြတော့ဘလို့ပြောရလဲဆိုတော့ပိုက်ကပ်ဒရိုင်း ไปกับพลายไปกับพลายဘသူနဲ့သွားလဲဘသူနဲ့သွားလဲတော့မဟုတ်ဘသူနဲ့သွားမလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ไปกับพลายไปกับพลายเนาะโอเคဘောဘောမလို့ထင်ပါတယ်နောက်ခုကြောင့်လဲအာနောက်ခုကြတော့သွားတာကြာမလားပေါ့နော်ไปนานไหมไปนานไหมသွားတာကြာမလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါကြတော့ไปนานไหม ဘိုင်နာနိုင်သွားတာကြာမလားအဲ့ဒါကြာတော့เนาะအမျိုးအများကြီးပြောလို့ရတယ်เนาะဒါဘိုင်နာနိုင်သွားတာကြာမလားဓမ္မနာမိုင်လောက်တာကြာမလားလောနာမိုင်စောက်တာကြာမလားกินနာမိုင်စားတာကြာမလားအဲ့လိုပေါ့เนาะထီယုံနာမိုင်အာအလေသွားတာကြာမလားအဲ့လိုမျိုးတွေပြောလို့ရတယ်เนาะဒါနမူနာလေးကျွန်တော်ရှင်းပြလိုက်တာเนาะ ကလေးရလေးနားလည်လို့ရှိရင်အခုလိုမျိုးတွေ့ပြီးတော့အတိတ်ပဲလေးပြောင်းလို့ပြောလို့ရနော်ပုံစံမှာကြတော့ပိုင်နာနိုင်သွားတာနဲ့ကျွန်တော်ပြောထားတာဖြစ်တဲ့အတွက်သွားတာသွားတာဂျာမနာဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော်โอเคနောက်ခုသွားမယ်အာနောက်ခုကျွတ်နောက်ခုကျတော့ဘာလဲဆိုတော့သွားလို့ရလားပေါ့နော်သွားလို့ရလားဆိုတာကိုကျွန်တော်တို့တိုင်းနဲ့ပြောပြောလဲဆိုတော့ပိုင်တိုင်းမိုင်းတိုင်းမိုင်းဆိုတာရလား ပိုင်းဆိုတာပိုင်းဆိုတာကြတော့သွားတာကိုပြောတာဖြစ်ပါတယ်။အဲ့ဒါပေါင်းထည့်လိုက်မယ်ဆိုလို့ရှိရင်ပိုင်းတိုင်းမိုင်းဆိုတာကြတော့သွားလို့ရလာပါမယ်။သွားလို့ရလာဖြစ်ပါတယ်။ပိုင်းတိုင်းမိုင်းဆိုတာဒီဘုတ်ပုံမဲ့လို့ထင်ပါနော်။ Okay နောက်တစ်ခုသွားမယ်။အဲ့ဒါကြတော့အတူတူသွားမလားပေါ့နော်။အတူတူသွားမလားဆိုလို့ပြောချင်တယ်ကွာ။အဲ့ဒါကြတော့ဘယ်လိုပြောမလဲ။ပိုင်းတွေ့ကန်မိုင်းပိုင်းတွေ့ကန်မိုင်းအတူတူသွားမလား။ ဆိုလိုတဲ့အတိတ်ပဲအတူတူသွားမလားဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် by the way can my by the way can my အတူတူသွားမလားဘောပေါ့နားလည်းမလို့ထင်ပါနော်အတူတူသွားမလားဆိုလို့ရှိရင် by the way can my okay ဟုတ်ပြီသွားနော်အာ by the way can ရောက်သွားပြီလားနော်ပုံမှန်တစ်ခါကြည့်ပြထားတယ်စာကြတော့ကျွန်တော်တက်နိုင်ဆုံးယူပြထားတယ်နော်ဝင်နေတယ် လွယ်လွယ်ကောင်းလေးရှိမှာနော်လွယ်လည်းလွယ်မှာပါ Okay ไปถึงหรือยังไปถึงหรือยังဆိုလို့ရှိရင်ရောက်သွားပြီလားပေါ့နော်ရောက်သွားပြီလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ไปถึงหรือยังဆိုတာရောက်သွားပြီလားအာတကယ်လို့အရှိဆုံးကပိုင်ကိုပိုင်ကိုဖြုတ်ပြီးတော့လာတာကိုထင်မယ်มาถึงหรือยังရောက်လာပြီလားအဲ့လိုဖြစ်သွားမှာနော်အဲ့နမူနာလေးထည့်ပြီးတော့ပြောသွားတာဒါကျွန်တော်ပုံမှန်မှာကျတော့ပိုင်ဆိုတာ ိုင်းဆိုတဲ့စကားတွားဆိုတဲ့စကားတခုတည်းကိုကျွန်တော်အများကြီးပြောပြနေတာเนาะဘိုင်ထင်လီယန်ဘိုင်ထင်လီယန်ဆိုတာရောက်သွားပြီလားရောက်လာပြီလားဆိုလို့ရှိရင်မာထင်လီယန်ဒီလောက်ပဲเนาะတစ်လုံးပဲလွယ်တစ်လုံးပဲချင်းချင်းလိုက်တာဘိုင်ဆိုတာကိုဖြုတ်ပြီးတော့မာဆိုတာကိုထည့်ပြီးတော့ပြောလိုက်မယ်เนาะဒီမှာပုံမှန်မှာကျတော့ဘိုင်ထင်လီယန်ဆိုတော့ရောက်သွားပြီလားเนาะဘုံပုံမှန်လို့ထင်ပါတယ်နောက်တစ်ခုသွားမယ်โอเคဒါကြတော့ ပြောပြီးသွားပြီအာခုံသွားပါပြီနောက်ထပ်အတိတ်တွေလည်းထပ်လုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow မလို့ရသေးရင် follow လုပ်သွားပါလို့ပြောချင်ပါတယ်နော်ကျွန်တော် channel မှာအခုလိုမျိုး video file လေးတွေကျွန်တော်နေ့တိုင်းလိုလိုလုပ်ပြီးတော့ live ပုံမှာတင်ပြတာဖြစ်ဖြစ်တဲ့အတွက်ကျွန်တော်ကိုเนาะ follow မလို့ရသေးရင် follow လေးလုပ်သွားပါလို့ပြောချင်ပါတယ်ကောင်းလုံးလေးပြီးသွားပါเนาะ multiple လေးကိုကျွန်တော် လိုက်လွင့်လဲကျွန်တော်တစ်ခါတလေလိုက်လွတ်ပါတယ်အာဒီလိုရှိရင်ကျွန်တော်တော်တော်များများကြတော့ဗီဒီယိုဖိုင်တွေတင်ပေးတာဖြစ်ပါတယ်ကျွန်တော်ကိုဆိုရှယ်မီဒီယာမှာရှာမယ်ဆိုလို့ရှိရင်ဘိုဘိုထိုင်းလန်ကွီးဆိုပြီးတော့ရှာလို့ရပါတယ်နော်အားလုံးအဆင်ပြေမလို့ထင်ပါတယ် thank you ပါขอบคุณครับบ๊ายบาย